မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာအကြက်တဲ့အတွက်အားလုံးပါဝင်တဲ့အဖြစ်ရှာဖို့ဗီယက်နမ်တိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပြည်ပခန့်မှာပါဝင်တဲ့မြန်မာနိုင်ငံရှိအဖွဲ့အစည်းအားလုံးအကြံဖတ်မှုတွေအဆုံးသတ်ပြီးအားလုံးပါဝင်ပြီးတာရှိခံသောအပြည့်ခက်ရက်စဲမှုရရှိရေးလှုံ့ဆော်ကြဖို့ကုလသမဂ္ဂဆိုင်ရာဗီယက်နမ်ဒုတိယအမြေတမ်းကိုယ်စားလှယ်ငူရင်ထောင်ငူရင်ကတောင်းဆိုလိုက်ပါတယ် ရခိုင်ပြည်နယ်မှာပြည်ပခဖြစ်ပွားရတဲ့အကြောင်းရင်းကိုဖြေရှင်းဖို့ဒုက္ခသည်တွေဘေးကင်းစွာနဲ့ဆန္ဒအလျောက်နေရပြန်နိုင်ဖို့နဲ့လူနေစုတွေကိုလူသားချင်းစာနာမှုအကူအညီပေးဖို့လိုအပ်တယ်လို့ကုလသမဂ္ဂအထွေထွေညီလာခံမြန်မာနိုင်ငံရှိရိုဟင်ဂျာနှင့်အခြားလူနေစုတွေရဲ့လူခွင့်ရေးအခြေအနေဆိုင်ရာအဆင့်မြင့်စည်းဝေးမှာမိန့်ခွန်းအတွင်၎င်းကထည့်ပြောခဲ့ပါတယ်မြန်မာအရေးညီတိဖြည့်ရှင်ဒီကမဆိုမြန်မာနိုင်ငံရဲ့လွတ်လပ်ရေးအချုပ်အခြာအာဏာပိုင်နက်နေမြေတည်တံ့မှုနဲ့ ပြည်သူတွေရဲ့ကိုယ်ကံကြမ္မာဖန်တီးပိုင်ခွင့်ကိုလေးစားသမှုရှိရမယ်လို့သူကဆက်ပြောပါတယ်။အာဆီယံဘုံသဘောတူညီချက်၅ရက်ထိရောက်စွာဖော်ဆောင်ဖို့အရေးကြီးတယ်လို့သူကဆိုပြီးတွေးဆမှုမြင့်တင့်တဲ့အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံနဲ့မြန်မာနိုင်ငံဆိုင်ရာအာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်တို့ကိုချီးကျူးခဲ့ပါတယ်။ PNN နိုင်ငံကအာဆီယံဒေသမှာငြိမ်းချမ်းရေးနဲ့ထိငိမ့်မှုရဖို့တက်ကြစွာကူညီဖို့ငူရင်ဟောင်းကခရီးပြုခဲ့ပြီးမြန်မာနိုင်ငံရှိအဖွဲ့အစည်းအလုံးကြောင့်ယုံကြည်မှုတည်ဆောက်ဖို့နဲ့ယုံကြည်မှုတိုးမြှင့်ဖို့တိုက်တွန်းလိုက်ပါတယ်။ ာရှည်နေပြီဖြစ်တဲ့မြမပရိပခအတွက်ငိမ့်ချတော့အဖြစ်တစ်ခုရှာဖို့အရေးတကြီးလိုအပ်နေကြောင်းကုလသမဂ္ဂအထွေထွေညီလာခံအချိန်80မြောက်အစည်းအဝေးရဲ့ဥက္ကဋ္ဌအန်နာလီနာဘာဘုတ်ကမိမောင်းထုတ်ပြခဲ့ပါတယ်။အကြံဖတ်မှုတွေအစုံသက်ပြီးငိမ့်ချရရရှိသည့်အာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုလိုက်နာပြီးအကောင့်ထဲဖို့ဖို့မြန်မာနိုင်ငံဆိုင်ရာအာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်အော်တမန်ဟာရှင်ကအလေးထားပြောခဲ့ပါတယ်။မြန်မာပြည်ပခမှာအားလုံးပါဝင်သောနိုင်ငံရေးအဖြစ်ရှာဖို့နဲ့ မူဆလင်နဲ့အခြားလူနည်းစုတွေရင်ဆိုင်နေရတဲ့လူသားချင်းစာနာမှုအခြေအနေတွေကိုမြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့အထူးကိုယ်စားလှယ်ဂျူလီဘီရှော့ကရှင်းပြခဲ့ပါတယ်။ဆက်လက်ပြီးတာယော်ဒီထောင်မှလူရက်စီနိုင်ငံရေးအကျဉ်းသား၅ဦးကိုစစ်တပ်ကပြန်မလို့ပဲအမှုများတက်၍မတရားပြန်လည်ဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ပကိုးတိုင်းတရားဝတီအကျဉ်းထောင်မှာလူရက်စီပြီးပြန်လည်လွတ်မြောက်လာသည့်နိုင်ငံရေးအကျဉ်းသား၅ဦးကိုအကြံဖက်စစ်တပ်မှနောက်ထပ်အမှုများကတ်က လွှဲပေးခြင်းမရှိဘဲပြန်လည်ဖမ်းဆီးခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ဗဟိုဦးဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကသတင်းဌာနကိုပြောကြားပါတယ်အော်တိုဘာလာတရက်နေ့တွင်တာယာဝတီအကျဉ်းထောင်မှနိုင်ငံရေးအကျဉ်းသား16ဦးနှင့်အခြားအကျဉ်းသား14ဦးစုစုပေါင်း30ဦးသည်လူရဲစေးသဖြင့်ပြန်လည်လွတ်မြောက်လာခဲ့တော်လဲပြန်လည်လွတ်မြောက်လာသည့်နိုင်ငံရေးအကျဉ်းသား16ဦးအနက်နိုင်ငံရေးအကျဉ်းသား6ဦးကို ထောင်အဝင်ဝါ၌ပင်ရဲကားဖြင့်စစ်ကောင်စီလက်အောက်ခံပြည်ထရေးဌာနမှတာယာဝတီရဲစခန်းသို့ပြန်လည်ဖမ်းဆီးသွားခဲ့ကြောင်း ချင်းလေဖန်စီခံခဲ့ရသည့်နိုင်ငံရေးအကျဉ်းသား၅ဦးအနက်နိုင်ငံရေးအကျဉ်းသားတဦးသာလွတ်မြောက်ခဲ့ပြီးကျန်နိုင်ငံရေးအကျဉ်းသား၅ဦးမှာနောက်အမှုများဖြင့်ဖန်စီခံခဲ့ရပြီးတာယာဝတီအကျဉ်းထောင်သို့ပို့ဆောင်ကာဖန်စီခံထားရကြောင်း PPNM ထံမှသိရပါသည်လက်ရှိတာယာဝတီအကျဉ်းထောင်တွင် နောက်မှုများဖြင့်ပြန်လည်ဖန်ဆီးခံထားရသောနိုင်ငံရေးအကျဉ်းသား၅ဦးရှိခဲ့ပြီးကိုဆိုင်အောင်ငင်းကိုဂျယ်ရီကောင်းထိုင်ကိုတင်ဆိုးခေါ်နှက်ဆိုးနှင့်မတ်မီညက်သူတို့ကိုအတီးပြုတ်နိုင်ပြီဖြစ်ကြောင်း PPNM ကထုတ်ပြန်ထားပါသည် အချင်းထောင်ထဲမှာမတရားသောအမိန့်တွေကိုကာလတခုအထိနေပြီးသားဖြစ်တဲ့အချင်းသားတွေကိုအခုလိုမျိုးလက်လွတ်စပယ်ပြန်လည်ဖမ်းဆီးကာထောင်ထဲထည့်တဲ့ကိစ္စကတော့လုံးဝမလုပ်သင့်တဲ့ကိစ္စဖြစ်ပါတယ်။နိုင်ငံရေးအချင်းသားတွေရဲ့အခွင့်အရေးလူသားတယောက်ရဲ့အခြေခံအခွင့်အရေးဖြစ်တဲ့လွတ်လပ်စွာသွားလာခွင့်ဆုံးရှုံးရတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ဒါပြင်တရားဥပဒေစိုးမိုးမှုမရှိတော့ဘူးဆိုတာဟာမြန်မာပြည်သူလူထုလက်ခံထားပေမယ့်ကဘာကြီးကအခုချိန်အထိမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကိုမမြင်ရသေးဘူးဖြစ်ပါတယ်။ လက်ရှိနိုင်ငံရေးအကျဉ်းသားတွေကိုပြည်လဲဖန်ဆီးတယ်ဆိုတဲ့အခြေအနေဟာစိုးဝါလွန်လာတဲ့တရားရေးစနစ်ကပေါင်းစစ်ကောင်စီရဲ့အလိုကျဖြစ်နေတယ်လို့နိုင်ငံရေးအကျဉ်းသားတွေရဲ့လွတ်လပ်စွာသွားလာခွင့်နဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေနိုင်ငံရေးအကျဉ်းသားတယောက်ရဲ့အခွင့်အရေးတွေညာစွာချိုးဖောက်ခံရရတယ်ဆိုတာကိုလက်တွေ့သက်သေပြနေတဲ့လောက်ရက်ပြီလို့ကျွန်တော်တို့ပြောချင်ပါတယ်ခုကိုတိုက်ထွန်းဦးကသတင်းဌာနကိုပြောကြားပါတယ် ထိုသို့ပုံမှန်ကပ်၍ပြန်လည်ဖန်ဆီးမှုများများပြားလာပါကလူရဲစီတော်မြေနိုင်ငံရေးအကျဉ်းသားများအတွေ့စိုးရိမ်ပူပန်မှုများဖြစ်ပေါ်စေနိုင်သည့်အပြင်အကျဉ်းထောင်ပြင်ပတွင်စောင့်မျှော်နေကြသည့်မိသားစုဝင်များအတွက်ပါပူပန်မှုများစွာဖြစ်ပေါ်စေမည်ဖြစ်ကြောင်းပြန်လည်ဖန်ဆီးခံကြရသည့်နိုင်ငံရေးအကျဉ်းသားများကိုလက်ခုလက်ရှိတွင် အကြံဖက်ပုံမှန်52ဖြင့်ထပ်မံတရားစွဲရန်ပြင်ဆင်လျက်ရှိကြောင်း PPNN ကထုတ်ပြန်ထားပါသည်ကျွန်တော်တို့ကတော့လူထုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးကိုကဘာကြီးကတိထက်ပို့ပြီးအားစိုက်ကြဖို့အာယုံစိုက်ကြဖို့လိုအပ်တယ်။အခုလိုမျိုးမတရားဖမ်းဆီးခံရတဲ့ကိစ္စတွေဟာလုံးဝမလုံတင်တဲ့ကိစ္စတွေဖြစ်ပါတယ်။အဲ့ဒီလိုမျိုးလူတွေကိုအခုလိုမျိုးမတရားပုံမှားတွေကတ်တဲ့ကိစ္စကိုပြင်းပြင်းထန်ထန်ရှုံချတယ်လို့ပြောကြင်ပါတယ်။နိုင်ငံရေးအကျဉ်းသားတွေလို့ပို့နိုင်ငံတကာကပို့ပြီးအာယုံစိုက်တောင်းဆိုဖို့လိုအပ်တယ်လို့လက်ရှိတော်လှန်ရေးအဖွဲ့တွေအနေနဲ့လဲတော်လှန်ရေးကိုပို့ပြီးမှအားစိုက်ပြီးမှတွန်းဖို့လိုအပ်ပါတယ် ထောင်ထဲမှာ2000ကျော်သောနိုင်ငံရေးအကျဉ်းသားတွေထောင်တကားတွေပြွင့်မဲ့နေကိုစောင့်နေကြတာဖြစ်တယ်လို့သတင်းစကားပါချင်ပါတယ်ဟုကိုတိုက်ထွန်းဦးကပြောဆိုပါတယ်ဆက်လက်ပြီးညဖဲမြို့နယ်အခြေစိုက်ကပ္ပဆာဆက်လီရဲ့အဓိကခန်းစစ်စခန်းဖြစ်တဲ့ နေရီကန်တောင်ကဘာလုံးစခန်းမှာတိုက်ပွဲတွေဖြင်းတန်နေတဲ့ဆိုတဲ့တဲ့င်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။မကွေးတိုင်းငဖဲမြို့နယ်ခြေဆိုင်အမှတ်ဆက်လေးကောက်ွက်ရေးပစ္စည်းစက်ရုံကပါဆဆက်လေးရဲ့အ धिक ခန်းစစ်စခန်းဖြစ်တဲ့နေရီကန်တောင်ကဘာလုံးစခန်းမှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကော်မရှင်တပ်ကစခန်းနဲ့အနီးတဝိုက်နေရာတွေကိုတိုက်လေယာဉ်တွေနဲ့စက်တိုက်ဘုံကျဲပစ်ခုပေးနေတယ်လို့ရေပြင်တော်လှန်ရေးတပ်ဖွဲ့တွေထံကသိရပါတယ်။ နှစ်ရည်ကံပြူခါကုံခုံကဘာလုံးစက္ကန်အနီမှာစစ်ကော်မရှင်တပ်အမှတ်၁၈စစ်စင်ရေးကိုခဲမှုဌာနချုပ်စာကာကာ၁၈လက်အောက်တပ်ပြီနေအာရကတပ်တော် AA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေအကြားအောက်တိုဘာ၁ရက်ယမန်နီညနေပိုင်းကစတင်ကတိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီးဒီကနေ့အောက်တိုဘာ၂ရက်မနက်ပိုင်းမှာပုံမပြင်းထန်လာတာလို့ဆိုပါတယ်ဒီနေ့ဆိုရင် SU-30 Jet Fighter နဲ့အရင်မတုံ့ဘူးတဲ့စစ်သက်တမ်းတွေနဲ့အဆက်မပြတ်ပြစ်တာ အတန်တွေကအရင်မကြောက်ဘူးတဲ့အတန်တွေကြားရတယ်လို့ရေပြင်ဒေါ်လာရေးတက်ဖွဲ့ဝင်တအူကသတင်းဌာနကိုပြောပါတယ်တိုက်ပွဲတွေပြင်းထန်နေချိန်ဒီကနေ့မနက်6နာရီခန့်မှာစစ်ကော်မရှင်တပ်ကစကမ်းနယ်ဤတဝိုက်နေရာတွေကိုဝိုင်တွဲလျင်နဲ့ဘုံအလုံး30ကျော်ချေချခဲ့တဲ့အပြင်မနက်7နာရီလောက်မှာ SU-30 အမျိုးအစားတိုက်လျင်တွေတုံးပြီးဘုံကျက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် ပြီးခဲ့တဲ့စက်တင်ဘာလပထမအပတ်နဲ့ဒုတိယအပတ်တွေမှာနယ်ရီကံပြူဟာစကန်းတောင်ပတ်စွန်တက်ရွာအနီးမှာစေကော်မရှင်တပ်ဖွဲ့တွေနဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေအကြားတိုက်ပွဲတွေဖြစ်ခဲ့ပြီးစက်တင်ဘာလနောက်ဆုံးပတ်မှာနယ်ရီကံစကန်းရဲ့နှစ်မိုင်အကွာရှိခုတ်ကြီးရွာကကင်းစကန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့အာရကတက်တော် AA ထုတ်ပြန်ချက်တွေနဲ့မြေပြင်တော်လှန်ရေးသတင်းရင်းမြစ်တွေထံကသိရပါတယ်။အဲဒီနောက်ဂျမန်နီကစတင်ကနယ်ရီကံပြူဟာကုန်းမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်လာတာပါ။ နိုင်ရီကန်တောင်ကဘာလုံးစခန်းဟာရခိုင်ရိုးမဘော်ကအကြီးဆုံးခန့်စစ်စခန်းမြဖဲမြို့နယ်အခြေဆိုင်စစ်ကော်မရှင်တပ်ရဲ့လက်နက်ထုတ်လုပ်ရေးစက်ရုံကပ္ပဆဆက်လေးရဲ့အဓိကခန့်စစ်စခန်းလေးဖြစ်ပြီးကဘာလုံးစခန်းကြရှုံးပါကကပ္ပဆဆက်လေးကိုဝန်းရံထားတဲ့ဗဒန်းအခြေဆိုင်အမှတ်385နဲ့၄၀၀ကိုအမြောက်တပ်ရင်တွေဆက်လက်တိုက်ခိုက်ခံလာရနိုင်ပါတယ်။အရကတပ်တော်အနေနဲ့ကဘာလုံးစခန်းကိုသိမ်းပိုက်ရရှိခြင်းကပ္ပဆဆက်လေးလက်နက်ထုတ်လုပ်ရေးတပ်နဲ့ ငဖဲတက်နယ်တစ်ခုလုံးကိုချိန်ချောက်ထားနိုင်ပြီဖြစ်တယ်လို့မြန်မာစစ်ဖက်ရေးရကားကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့ MTSI အဖွဲ့ဝင် CDM တက်မတော်သားဘူကြီးစင်ရောကပြောပါတယ်အတ္တိကကတော့ဒီအမ်ပရန်လက်ဟောင်းမှာဆိုရင်နေရီကန်ကဘာလုံးစက္ကန့်နဲ့လိုင်းရွာအခြေဖြူစက္ကန့်ရေစက္ကန့်အကြီးနှစ်ခုပဲကျန်တော့တယ်အဲ့ဒီနေရီကန်တောင်ကိုရသွားပြီဆိုရင်ငဖဲတက်နယ်ကရွှေ့ပြေးရမယ့်သဘောမျိုးကိုဖြစ်သွားပြီလို့သူကပြောပါတယ်လက်ရှိမှာနေရီကန်တောင်ကဘာလုံးစက္ကန့်မှာတိုက်ပွဲတွေပြင်းထန်နေပြီး တိုက်ပွဲအခြေအနေအသေးစိတ်တွေကိုမသိရှိရသေးသလိုအာရကတတော် AA ကလည်းမထုတ်ပြန်သေးပါဘူးစက်တင်ဘာလကုန်ပိုင်းမှာတင်ပိုက်နိုင်ခဲ့တဲ့နိုင်ရခန်တောင်ကခင်ဂုတ်ကြီးရွာစက်ခန်းတိုက်ပွဲမှာလည်းစကခ18လက်အောက်စစ်ကော်မရှင်တပ်သားတွေအစုလိုက်ထွက်ပြေးနေကြတယ်လို့မြေပြင်တော်လှန်ရေးတရင်ချင်းမြစ်တွေကစက်ပြောပါတယ် ဆက်လက်ပြီးပမော့တိုက်ပွဲပြင်းထန်နေပြီး KIA ကစီရေးအရာရေးပါသည့်နေရာအချို့ကိုပြန်ထိန်းချုပ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ပမော့တွင်စစ်ကော်မရှင်နဲ့ KIA တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီးပမော့မြို့တွင်ရှိနေရာအချို့ကို KIA ပြန်လည်ထိန်းချုပ်ထားကြောင်းသိရပါတယ်။အောက်တိုဘာ၁ရက်နေ့တွင်၃မိုင်ရွှေပြည်သား KPC ဖရားကျောင်းကုန်းအား KIA တပ်များကပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်းဒေသတွင်းသတင်းရှိမြစ်ထံမှသိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ၂၄ရက်နေ့ကခေတ္တဆုတ်ခွာခဲ့ရသည့်အဆိုပါဖရားကျောင်းကုန်းကို 6ရက်ခန့်ထိုးစစ်ဆင်ပြီးနောက် KIA ကပြန်လည်တည်ယူလိုက်ခြင်းဖြစ်ပါတယ်။စစ်တပ်ကလည်းထိုးစစ်ဆင်နေတဲ့နေရာတွေရှိသလို KIA ဘက်ကလည်းထိုးစစ်ဆင်နေတာတွေရှိတယ်။မျိုးတစ်ခုလုံးရပုံမှာစစ်တပ်ကသူတို့တက်အချင်းချင်းချိတ်ဆက်မိပြီးတိုက်ပွဲပြန်ဆရတယ်လို့ဖြစ်ခဲ့ရတယ်လို့ထင်ပါတယ်။ KIA ဘက်ကလုံးဝမလျှော့ခဲ့ပါဘူးဟုကချင်သတင်းရှင်းပြကသတင်းဌာနကိုပြောပါတယ်။ ဗမော်စစ်မြေပြင်စစ်တပ်ရင်မဆာယစက်တင်နေဆက်သွယ်ရေးတပ်စတရ၅ဘက်မှစစ်ကြောင်း၂ကြောင်းခွဲ၍ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက်စခန်းကုန်းကိုပြန်လည်ရယူခဲ့ကြောင်းသိရပါတယ်။ဗမော်မျိုးကိုထိုးစစ်အနေထားနဲ့စစ်ဆိုင်ထားချိန်တွင်စစ်ကော်မရှင်ကစစ်ရင်ရင်အုပ်စုကိုဆေးလွတ်ပြီးလူအင်အားဖြန့်ကလက်နက်ခဲယံများပါဖြစ်တင်းခဲ့သည့်အတွက် KIA ကထိန်ချုပ်နေရာကိုလက်လွတ်ခဲ့ရသည်။စစ်ကော်မရှင်ကစစ်ရင်ရင်အုပ်စုတွင်ပါလာသည့်လူအင်အားဖြင့် ရွှေကူမြို့ရှိခြေကုပ်စခန်းအချို့ကိုပါခံစစ်အနေထားမှတိုက်စစ်ပုံစံပုံဖော်စုဖွဲ့ခဲ့ကြသည်ထို့ပြင်စစ်ကော်မရှင်ကဗမော်မြို့တွင်ပိုင်းကိုပါစစ်အင်အားဖြန့်ကျက်ပြီးထိုးစစ်ဆင်လာသည့်အနေထားထိရောက်ခဲ့ပြီး KIA နှင့်ထိတွေ့တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေကြောင်းသိရသည်